ီနေ့မှာတော့လေ Darius Foros ရဲ့စာအုပ်ထဲက Stoic အတွေ့အခေါ်တချို့ကိုနည်းနည်းအတွင်းကြကြကြည့်ကြမယ်ရှင်။ဟုတ်ကဲ့။အဲလိုက်ကဘဝရဲ့အခက်အခဲတွေကြုံလာတဲ့အခါအတိတ်ပဲရှိရှိရှင်သန်ဖို့ဒီရှေးဟောင်းအမြင်တွေကဘလို့အတုံးဝယ်မလဲပေါ့။အင်း Foros ကရင်ပြထားတဲ့လေစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ဟုတ်ကဲ့နော်။ဘဝဘူချင်းကပုံနှမျိုး။တခုက Hedonism ဆိုတာလေ။ခဏတာတာယာမှုပဲလိုက်ရှာတာ။ နောက်တစ်ခုက stoicism အဲ့ဒါကတာဝန်ယူမှုစည်းကမ်းရှိမှုကနေကျင့်တဲ့ပျော်ရွှင်မှုရှာတာအဲ့တော့ stoicism ရဲ့အဓိကအချက်ကဘာများဖြစ်မလဲသူကအဓိကအားဖြင့်အပိုင်းနှစ်ပိုင်းခွဲကြည့်တယ်ဗျာတစ်ပိုင်းကကိုယ်အတွင်းဆိုင်ကပါ in a world ပေါ့အတွင်းဆိုင်ကပါဟုတ်တယ်ကိုယ်အတွေ့အခေါ်ကိုယ်တုံ့ပြန်မှုကိုယ်အပြည့်ဝထင်ချုံနေတာလေอืมနောက်တစ်ပိုင်းကတော့ပြင်ပလောက outer world ဆိုတော့ကိုယ်ထင်ချုံမှုအပြင်ဘက်ကအရာတွေပေါ့ ူများအမြင်တို့အဖြစ်ပြက်ဒီတို့ဟုတ်ကဲ့အဲ့တော့ students ပြာပြောတာကလေအတွင်းစိတ်ကိုအရင်မနိုင်ရင်အပြင်ကို ပြောင်းဖို့ကြိုးစားတာကအလကားပဲစိတ်ညစ်ဖို့ပဲရှိတယ်အာဒါဆိုဒီနေ့ဆွေးမွေးမှုကအဲ့ဒီအတွေ့အခေါ်ကို forces ရဲ့ saturday ကနေလက်တွေ့ကြကြဘလို့သုံးမလဲဆိုတာကိုကြည့်မှာပေါ့နော်ဟုတ်ပါတယ်ကိုစွားရင်ကိုဘယ်မှာအာယုံစိုက်တဲ့လဲဆိုတာကိုပေါ့ဒါဆိုပထမဆုံးအချက်ကိုထင်းရှုံနိုင်တဲ့အရာကိုအာယုံစိုက်ခြင်းအဲ့ဒါကိုစပြောကြအောင် Epic Cities ပြုတ်ခဲ့တာလေးလို့ပေါ့။အင်းဟုတ်တယ်။ဘဝရဲ့အထီးကတောင်းဝန်းတာကိုလုံနိုင်တာနဲ့မလုံနိုင်တာကိုခွဲသီးဖို့ပဲဆိုတာလေ။ဟုတ်ကဲ့။ဒီနေရာမှာစနေကားရဲ့အဆိုးကရန်တောင်းဖို့ရှိတယ်ဗျ။ तू ဟာသူ့မိတ်ဆွေကိုပြောဘူးတယ်။နေရာပြောင်းတာထက်စိတ်ကိုပြောင်းတာကပိုရေးကြည့်တယ်လေ။အိုး။ဆိုလိုတာကကိုဘယ်သွားသွားကိုစိတ်ကကိုနဲ့ပါလာမှာပဲလေ။မှန်လိုက်တာ။ပြဿနာကပတ်ဝန်းကျင်မှာမဟုတ်ဘူး။ကိုစိတ်ထဲမှာ။အဲ့ဒါပဲ။ကိုစိတ်အခြေအနေကအဓိကပဲ။ Forest ကအဲ့ဒါကို blue အကြံပြုထားလဲရှင်။ဟုတ်။ Forest ကအဲ့ဒါကိုလက်တွေ့ကြအောင်စိတ်ပိုင်းဆိုင်ရာခန္ဓာတည်ဆောက်ဖို့ပြောတယ်ဗျာ။ Mental fortress ပေါ့။စိတ်ပိုင်းဆိုင်ရာခန္ဓာ။အင်းဆိုတော့ကကိုယ်စိတ်ကိုအမိုက်အတွေးလေးမလွလွတ်တဲ့တဲ့င်းတွေအာရုံနှောက်ရှားလေးနဲ့ကာကွယ်ဖို့ပေါ့။သတိထားပြီးတော့လေ။ဥပမာအနည်းနဲ့ရော။ဥပမာဟိုလေနာမည်ကြီး stock share ကုန်တဲ့ Jesse Livermore သူဆိုရင်သူ့အတွေးကိုလာနှောက်ရှားမဲ့လူတွေနဲ့ဝေးဝေးနေတယ် အာဟုတ်ပြီ Forest Gardener ကိုဒီခေတ်နဲ့ချိတ်ပြောတာက social media တွေသတင်း notification တွေဒါတွေကိုတတိနဲ့စီမံဖို့ကိုအာယုံစူးဆိုင်မှုကတံပိုးရှိတဲ့ဒါကိုကာကွယ်ရမယ်ဆိုတာမျိုးပေါ့အာယုံစူးဆိုင်မှုကအတွေးအခွင့်အရေးအတွေးကိုမြင့်တင်ပေးတယ်ဆိုတာမှန်ပါတယ်ဒါဆိုကိုမထိချုပ်နိုင်တဲ့ပြင်ပတ်ကအရာတွေကိုရောဘယ်လိုလုပ်ရမလဲโอเคအဲ့ဒီအပိုင်းလည်းအရေးကြီးတာပေါ့စိုးရင်စိတ်တွေကိုကင်တွယ်ရခါလေဟွန်းကိုမထိချုပ်နိုင်တဲ့စီးပွားရေးအခြေအနေတို့ ူမရကိုရဘလို့မြင်လဲဆိုတာဒီအတွက်စိတ်ပူနေမဲ့အစား Forox ကလက်တွေ့ကြကြခွဲခွာစိတ်ကိုလေ့ကျင့်ဖို့ပြောတယ် Practical detachment ပေါ့လက်တွေ့ကြကြခွဲခွာစိတ်ဟုတ်ဥမာသူပေးထားတာ Bitcoin ဝယ်တဲ့ကိစ္စအင်းဒေါ်လာ1000ဝယ်တဲ့7%ရှုံးသွားတယ်ဆိုပါတော့အဲ့မှာစိတ်တက်တွေကြာမနေပဲနဲ့ဟုတ် Okay ဒါကစွန့်စားမှုပဲဒီဒေါ်လာတရားဆုံးတောင်ကလက်ခံတယ်ဒါကဒီအခွင့်အရေးအတွက်ပေးရတဲ့ဝင်ကြီးပဲ ငါစိတ်ငြိမ်းချမ်းဖို့ကပိုရေးကြည့်တယ်ဆိုတဲ့အတွေ့အမျိုးနဲ့လက်ခံနိုင်အောင်ကြိုးစားဖို့ဆိုလိုတာအဲ့ဒီဥပမာကရှင်းပေးမယ်လက်တွေ့မှာဆုံးရှုံးမှုကိုအဲ့လိုလက်ခံနိုင်မှုကနည်းနည်းတော့ဟုတ်တယ်ဟုတ်တယ်လက်ချင်းယူရမှာပေါ့စိတ်ပြချင်းကိုရှောင်ခိုးရောဘယ်လိုအကြံပြုထားသေးလဲရှင်အဲ့ဒါက Epictetus ရဲ့သင်ကြားမှုအတိုင်းပဲဗျာတခြားသူတွေထိမ့်ချုပ်နိုင်တဲ့ရလက်တီကိုသိပ်မတောင့်တာဖို့ပဲအင်း Frux ကိုတိုင်းသူစာအုပ်ထုတ်ဝေဖို့စူးစမ်းတော့ကအတွေ့အကြုံကိုပြောပြထားတယ် သူကလည်းထုတ်ဝေသူစီက yes ဆိုတဲ့အဖြေကိုအတည့်သားမမျှော်ခဲ့ဘူး။ဩဟုတ်လား။ဟုတ်တယ်။သူအာယုံဆိုင်တာကသူထိ ंछ ုံနိုင်တဲ့အပိုင်းစာမှုကိုအကောင်ဆုံးဖြောင်းပြင်တာထုတ်ဝေသူတွေကိုစနစ်တကျချင့်ကတာအဲ့ဒီလုပ်ငန်းစဉ်အပေါ်မှာပဲ process ပေါ့။ဩရော့လက်ထက်လုပ်ငန်းစဉ်ကိုအာယုံဆိုင်တာအတိကျပဲ။ဆိုတော့ဘလို့အဖြေပဲထလာလားလက်ခံဖို့ပြင်ဆင်ထားတော့ငင်းခံရတာတွေရှိပေမဲ့သူစိတ်တည်ငြိမ်စွာနဲ့ဆက်လုပ်နိုင်ခဲ့တယ်ဆိုပြီးရေးထားတယ် ဒါတော်တော်အရေးကြီးတဲ့ရှုထောင့်မယ်နော်ဟုတ်တယ်လေပြီးတော့ခက်ခဲတဲ့အခြေအနေကြုံလာရင်လေ Marcus Aurelius တင်ပေးတယ်လို့ပေါ့ဒါတွေကိုကိုယ့်ရဲ့ခံယူချက်တွေအမြင်တွေကိုပြန်သုံးသပ်ဖို့အခွင့်အရေးအဖြစ်ရှုမိရမယ်อืมပေါ်ဝမှာအစိုးအကောင်မှအမြဲတွန်တွန်းနေတာပဲဆိုတာမျိုးမှန်ပါတယ်ကောင်းခြင်းမှာတိတ်ပြောင်မနေနဲ့ဆူရင်မှလည်းအယံကြီးစိတ်တမကြနဲ့ကြမ်းကြံခံနိုင်ဖို့ပဲဒါက story လမ်းစဉ်ပဲပြောကောင်းပါလေ ဒီနေ့ဆွေးနွေးခဲ့ရတယ်ဗို့အနှစ်ချုပ်ရရင်တို့ story ပညာကအဓိကအဖြစ်ကိုထိန်းချုပ်နိုင်တဲ့အတွင်းစိတ်ကိုရွေးချယ်မှုကိုလှုပ်ဆောင်ချက်တည်အဲ့ဒါတွေအပေါ်မှာပဲချိန်နဲ့စွမ်းအင်ကိုအာယုံစိုက်ဖို့လမ်းညွန်တယ်လို့ဆိုရမယ်ထင်တယ်ရှင်ဟုတ်ပါလေပြင်ပကဖြစ်ပျက်တည်ကိုမထိန်းချုပ်နိုင်တဲ့ရလတ်တီအတွက်ပူပွဲနိမ့်မဲ့အစားအတွင်းကိုပြန်လဲပြီးကြင့်ကြံတာကစိတ်ငင်းချမ်းမှုရောကြံ့ခိုင်မှုရောပေးနိုင်တယ်ဗို့အတိအကျပါပဲနောက်ဆုံးဝင်နေတဲ့ စင်နွားစီလာလေးတခုလောက်ထပ်ပြောရှင်းသေးတယ်ဗျ။ဟုတ်ကဲ့ပြောပါရှင်။ Epictetus ကဥမာပေးခဲ့တယ်လေ။လူဆိုတာဘဝဇခုမှာကိုယ့်ကိုပေးထားတဲ့အခန့်ကဏ္ဍအတိုင်းအကောင်းဆုံးသေအောင်ဆောင်ရမယ်ဆိုတာမျိုး။အဲဆိုယဝါဒါကကိုယ်တဘာဝနဲ့ကိုင်ညီစွာနေဖို့တိုက်တွန်းတယ်။ဒါတော့မိခွန်းကလူတယောက်ကကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားရင်းအာယုံစူးဆိုင်မှုကိုလေ့ကျင့်ရင်းနဲ့ဝါလီဘဝကသူ့အတွက်ထမ်းမပေးထားတဲ့ဆိုးနိုင်မဲ့အခန့်ကဏ္ဍ ဒါမှမဟုတ်လမ်းကြောင်းကိုဘလို့ရှာသွေးနိုင်မလဲဆိုတာပေါ့။အာစဉ်းစားစရာပဲเนาะ။ကိုလမ်းကြောင်းကိုဘလို့ရှာမလဲ။ဟုတ်တယ်။ဒါကတော့ကိုယ်တိုင်းဆက်ပြီးတော့တွေးတော့စဉ်းကျင်သွားရမယ့်အချက်တစ်ခုလို့မြင်ပါတယ်ဗျာ။